်မင်္ဂလာပါရှင်ခိတ္တတယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကန်တောင်တိုက်ပွဲမှာသူရဲကောင်းလီသူရဲဘုံမူသူရကိုလည်း သူ့နာမည်ကိုလန်စစ်တက္ကသိုလ်အပတ်စဉ်69စဉ်တင်းနန်းတက်နေစေကာလာတရက်မှာအိမ်သာတက်ရင်အိမ်သာအထွက်မှာအိမ်သာ3ဆက်ကူကိုခောက်ပြီး DIT 69လေရင်ဒီဇိုင်းငယ်လုပ်ပြီးလေးထဲနှွင့်ပြခဲ့တယ်။သူ့ရဲ့ဆက်ကူလေရင်ငယ်ကအဲ့ဒီတုန်းက DSA ကိုရွေးချယ်ရေးလာတဲ့လေးချုပ်ကြီးဘိုးချုပ်မြဟင်းရဲ့ရှေ့တက်တဲ့ကြာသွားတယ်။သူ့ရဲ့အကြီးအသေးကိုအခေခတ်မှုလေးတက်အပေါ်ယူသွမှုကိုရိတ်စားမိတဲ့ဘိုးချုပ်မြဟင်းဟာပထမနှစ်မှာတင်မဲ့သူ့ကိုသူရပွဲပေးပြီးအထူးပိုင်းလော့အဖြစ်ရွေးချယ်ခေါ်ယူခဲ့တယ်။ အရှိအလေပိုင်းမှာရှိတဲ့ Al-Qaeda လေရင်ဝင်တိုက်ရိုက်အထူးလေတူရဲ့တင်းနှံအပတ်စဉ်ကိုမြင့်ဆောင်ဆက်တဲ့ကိုတယောက်ခွင့်ရခဲ့ပြီးတက်မတော်လီမှာတိတ်တဆိတ်လှုပ်ဝက်ထားသည့်ဝက်ဖဲတချံပလဲမျိုးနဲ့ကန်တောင်ရဲစကန်တိုက်ပွဲမှာတော့ဘုံမူသူရကိုလက်ဟာအထူး operation တစ်ခုကိုခြင်တွေဖို့ဖြစ်လာပါတယ် အဲ့ဒီမနက်မှာဘိုးမူးကိုလည်းဟာ FTC 2000G တရုတ်ထုံး Find the Coffin Jet တိုက်လေယာဉ်ကိုခံတောင်းရွာပေါ်က PDF စက်ခန်းလိုယူဆတဲ့နေရာပေါ်ကျွမ်းကျင်စွာပြန်ဝဲနေပါတယ်။သူဟာရန်သူရဲ့ဗဟိုချက်နေရာကိုပြစ်မှတ်အဖြစ်ဖြိုခွင်းဖို့သူ့ရဲ့စူးရဲလှတဲ့တိမ့်ငှက်တစ်ဖက်စာကလေးတစ်ဖက်မျက်လုံးတွေကိုဖိညာခွဲပြီးတပြိုင်တည်းရှာဖွေပါတယ်။ မျက်လုံးနဲ့ဦးနောက်တစ်ချိန်တည်းအလုပ်လုပ်နေရင် PDF တချို့အရေးတကြီးပုံစံနဲ့ဝင်သွားလိုက်ပြန်ထွက်လာလိုက်လုပ်နေတဲ့အဆအဦးတစ်ခုကိုတွေ့တဲ့အခါဘုံမူးကိုလည်းပြုံလိုက်တယ်။ဒါခေယန်တိုက်ပဲဘုံမူးကိုလည်းဟာဒုတိယကမ္ဘာစစ်ကာလကာမီကာဇေလို့ခေါ်တဲ့အသေးခံဂျပန်လေတုရဲတွေကိုလေးစားအားကျခဲ့တယ်လို့ဧခိုင်းတာလေရင်ကြောင်းရဲ့အစင်လာတိုင်းအစွမ်းပြဖို့ရာ င်းမြတ်သောဆုံးဖြတ်ချက်တစ်ခုကိုချခဲ့တယ်။မြမတက်မတော်လေးရဲ့လေရင်မှုတစ်ယောက်ဆိုတာထောသားတွေလိုက်မမိနိုင်နဲ့စွန့်လွတ်မှုမျိုးကိုပြသဖို့အချိန်တန်ပြီးဆိုပြီးအဲ့ဒီအစာအုပ်တွေကိုအသေးခံအနှိမ့်ပြန်ပြီးလေရင်ကောင်းကိုထိုးဆင်းခဲ့ပါတယ်။ဝိုင်းပစ်ကြတဲ့တနက်တန်တွေကိုဂယုမထားပြီးလောင်နေတဲ့လေရင်နဲ့အတူဦးတီယာကိုမမိတ်မတုံဖြက်စည်းပြဖို့ဘုံမူးကိုလက်စိတ်ပိုင်းဖြတ်နိုင်ခဲ့တယ်။ ဒါပေမဲ့အနီးနားရောက်တဲ့အခါအဲ့ဒီအစာအဟုတ်ဟာဘယ်လက်နဲ့တိုက်မှမဟုတ်ပဲ PDF တွေကစကန်သိမ့်နေရင်ရွာကပို့ပြီးတဲ့ဝတ်သားဟင်းမကြီးရွက်တော့ရိတ်ခါနဲ့တွေ့ကြတော့ဝမ်ကလေးနူပြီးချီးခဏခဏဝင်ပါနေတဲ့ဘုံကြီးချောင်းဂူရူကြီးဖြစ်နေတော့တယ်။ဘုံမူကိုလက်ဟာတက်မတော်သားပြီးပြီးတိုင်းပြည်နဲ့လူမျိုးအတွက်ချီးရွှင်းနေလေရင်ထိုးဆင်းပြီးခန္ဓာကိုယ်အစအနများပါမကျန်ချီးအဖြစ်ခံရင်ပေးဆက်ခဲ့ရပါပြီ။ ဆက်လက်ပြီးဒဝေဒီတမြန်မာထိုင်းနယ်စပ်ကရှီတန်းစခန်းကို KNU ထပ်မံသိမ်းယူရတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။တနင်္သာရီတိုင်းဒေသကြီးဒဝေခရိုင်တွေကမြန်မာထိုင်းနယ်စပ်အနီးမှာရှိတဲ့အမိုးနယ်စပ်စခန်းကိုဒီနေ့ဇွန်လ10ရက်မှာသိမ်းယူလိုက်ပြီလို့ KNU ဗိတ်ဒဝေခရိုင်ကသတင်းထုတ်ပြန်ထားပါတယ်။ စစ်တပ်ဘက်က .2566 လို့သတ်မှတ်ထားတဲ့အဲ့ဒီစကန်ဟာ KNU ရဲ့အုပ်ချုပ်ရေးနဲ့စစ်ရေးနယ်မြေသတ်မှတ်ပုံအရဗိတ်တဝဲခရိုင်တပ်မဟာလီစစ်ရေးလှုပ်ရှားရာနယ်မြေမှာရှိတာပါစစ်ကောင်စီတပ်ရဲ့ရှေ့တန်းစကန်တစ်ခုဖြစ်တဲ့အမိုနေဆက်စကန်ကိုစွန်လ10ရက်မှာ KNU တပ်မဟာလီဦးဆောင်တဲ့ပူးပေါင်းတပ်တွေကစတင်တိုက်ခိုက်ခဲ့တာပါ၃ရက်မြောက်နေ့မှာတော့စကန်သိမ်းနိုင်တာလို့သိရပါတယ် စကန်သိန်းတိုက်ပွဲအတွက်၃ရက်တာခန့်ကြာမြင့်ခဲ့သည်လို့ KNU မိတ်တဝဲခရိုင်ကလည်းသတင်းထုတ်ပြန်ကြပါရယ် KNU ကထုတ်ပြလာတဲ့တပ်ပုံတွေမှာတော့လက်နက်ခဲယံအချို့သိမ်းဆီးရမိတာတွေရှိပါတယ် တိုက်ပွဲအတွင်နှစ်ဖက်အကြအဆုံးနဲ့ဖမ်းမိစစ်တုံးပန်းရှိမရှိကိုတော့မဖော်ပြထားပါဘူးအမိုးနေဆက်စကန်ဟာဒဝဲမြို့အခြေဆိုင်အမှတ်25ခြေလင်းတက်ရင်ရဲ့အဆိုင်စကန်တစ်ခုဖြစ်ပြီးထိတာပြူဟာကုတ်ကဲမှုအောင်မှရှိတဲ့တက်စကန်တစ်ခုလည်းဖြစ်တယ်လို့သိရပါတယ်အဲ့ဒီစကန်ကို KNU တက်မဟာလီဗိတ်ဒဝဲခရိုင်ရဲ့ထိထနဲ့တီဟီဌာနချုပ်စကန်တွေကိုသိမ်းယူအပြီး1998ခုနှစ်နှစ်ကုန်ပိုင်းမှာစစ်တပ်ကစတင်တက်ဆွဲခဲ့တာလို့လည်းသိရပါတယ် KNU တက်မဟာလေးဟာနှစ်ပေါင်း30နီးပါးလက်လွတ်ခဲ့ရတဲ့ဌာနချုပ်နေရာဟောင်းတွေဖြစ်တဲ့ထိုင်းနယ်စပ်အနီးကထီထားနေထီခီတက်ဆက်ခန်းတွေကိုအခုနှစ်အတွင်းပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။ အာနာသိန်းစစ်ကောင်စီဘက်ကတော့နေဆက်ကတက်စခန်းတွေလက်လွတ်ရတာနဲ့ပတ်သက်ပြီးကရင်ထုတ်ပြန်တာအတိပေးတာမရှိပါဘူးဆက်လက်ပြီးကော့တောင်းအခြေဆိုင်ခေါမရ431တက်ရင်တွင်စစ်မှုထမ်းတပ်သားတွေအဖြစ်စူဆောင်းခံရသူ3ဦး PDF တန်အလင်းဝင်နေဆိုတဲ့သတင်းကိုထင်ဆက်ပေးသွားမှာဖြစ်ပါတယ်ထင်းနှင်းသာဤတိုင်းကော့တောင်းမြို့နယ်အခြေဆိုင်ခေါမရ431တက်ရင်တွင်စစ်မှုထမ်းတပ်သားတွေအဖြစ်စူဆောင်းခံရသူ3ဦးအလင်းဝင်ရောက်ခဲ့ကြောင်းရန်လွားတပ်ဖွဲ့မှတာဝန်ရှိသူရဲဘော်ဖီနစ်ကသတင်းဌာနသို့ပြောဆိုပါတယ်စွန်လ3ရက်နေ့တွင် တွင်ခေါ်တောင်းမြို့နယ်အခြေစိုက်431ချင်းမြန်တရင်မှထွက်ပြေးလွတ်မြောက်လာသည်စစ်မှုထမ်းတပ်သားတဲ့အဖြစ်စူးစောင်းခံရသူ၃ဦးသည်ခေါ်တောင်းမြို့နယ် local PDF ပြန်လွှာတပ်ဖွဲ့တန်းအလင်းဝင်ရောက်လာခဲ့ကြောင်းသိရပါသည်အဆိုပါအလင်းဝင်ရောက်လာသူ၃ဦးမှာကိုအာကာထွန်း ကိုလောင်ဝင်းအောင်နဲ့ကိုအောင်ထွန်းလင်းတို့ဖြစ်ပြီးထိုင်းနိုင်ငံတွင်အဖမ်းဆီးခံရပြီးနောက်ရှန်နောင်းမြို့နယ်မှခေါ်တောင်းမြို့နယ်သို့ပို့ဆောင်ခံခဲ့ရကစစ်မှုထမ်းအဖြစ်ထပ်သားတစ်စုဆောင်ခံခဲ့ရပြီးချင်းညံတရင်431တို့ပို့ဆောင်ခံရကဆယ်ရက်ခန့်သာနေထိုင်ခဲ့ပြီးထွက်ပြေးလာခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ထွက်ပြေးတုန်းကတော့ဆယ်ယောက်အတူဖြစ်ပြီးချင်းခွက်နဲ့ဦးကတော့ထွက်ပြေးနေတော့စစ်ခွေးများနဲ့ထိတ်တိုက်တို့ပြီးတံပိုက်လုံးနဲ့မသေးယုံရိုက်နှက်ပြီးပြန်လည်ဖမ်းဆီးသွားတယ်လို့သိရတယ်။သုံးဦးကတော့လွတ်မြောက်လာပြီးအလင်းဝင်လာတာဟုရန်လာတပ်ဖွဲ့မှတာဝန်ရှိသူရဲဘော်ဖီ Business ကသတင်းဌာနသို့ပြောပါရယ် ဆက်လက်၍ပြည်သူရင်ခွင်ခိုးလုံလို့သောစစ်ကောင်စီတပ်သားများအနေဖြင့် local PDF ပြန်လွှားတပ်ဖွဲ့တန်းသို့ဆက်သွင်းနိုင်ပြီးလက်ခံကြိုးဆိုသွားမည်ဖြစ်ကြောင်းအတိအပြီးနှိုးဆော်ထားပါသည်။ဆက်လက်ပြီးလူလူကောင်းဆောင်တော်အောင်ဆန်းစုကြည်၏အသက်80နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်တွင်ပါဝင်ရန် NLD ဖိတ်ခေါ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါသည်။လူလူကောင်းဆောင်တော်အောင်ဆန်းစုကြည်၏ဇွန်လ19ရက်နေ့တွင်ကြာရောက်ပြီးအသက်80နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အတွက်စုတောင်းမြတ်တာပို့သခြင်းနဲ့မွေးနေ့စုတောင်းဗီဒီယိုဖိုင်ပြုလုပ်ပြီးပါဝင်ရန်ဖိတ်ခေါ်ထားပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မွေးနေ့ပွဲကျင်းပရေးကော်မတီကယနေ့စွန်10ရက်နေ့တွင်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။ NLD ပါတီဥက္ကဋ္ဌလည်းဖြစ်သူနိုင်ငံတော်၏အတိုင်းအမြံပုဂ္ဂိုလ်ဒေါက်အောင်ဆန်းစုကြည်နှစ်80ပြည့်မွေးနေ့ဇွန်လ19ရက်နေ့မနက်၈နာရီတိတိတွင်နေအိမ်တွင်သို့မဟုတ်အစအဦးအတွင်၌ခိုးခွေယုံကြည်ရာဓလေ့အတိုင်းဒေါက်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းအသားများလွတ်မြောက်ရေးကိုဆန္ဒပြုလျက်စုတောင်းမြေတာပို့ခြင်းအား၈မိနစ်ကြာဆောင်ရွက်ပေးကြရန်ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။ ်ထို့ပြင်ဒေါအောင်ဆန်းစုကြည်ဤတောင်းငယ်မစ္စတာကင်ခဦးထိန်လင်းဦးဆောင်သောမွေးနေ့ဆုတောင်းစကားပြောခြင်းအစီအစဉ် Happy Birthday Su Video Channel ပါတီဝင်များအားလုံးနဲ့ပြည်တွင်းပြည်ပရှိနိုင်ငံသားများပါဝင်ရဖိတ်ခေါ်ထားကြောင်းဆိုထားပါတယ်။ SU18 ကမ်ပိန်းကမိမိရဲ့နှစ်80ပြည့်မွေးလေးကိုကမ္ဘာတဝန်းကလူတွေစုတောင်းပေးနိုင်ဖို့ရိုးရှင်းပြီးလုံခြုံစိတ်ချစွာနဲ့တင်လို့ရအောင်လုပ်ထားတာဖြစ်ပါတယ်။အားလုံးဘယ်သူမဆိုမွေးနေ့စုတောင်းကိုတင်လို့ရပါတယ်။မိမိကသူ့ရဲ့တဘဝလုံးဒီမိုကရေစီနဲ့လူ့အခွင့်အရေးများအတွက်နှိမ်ယုတ်ခဲ့ပြီးဘဝရဲ့လေးပုံတစ်ပုံကိုလည်းထောင်ထဲမှာနေအိမ်အကျယ်ချုပ်ဖြတ်တန်းခဲ့ရပါတယ်ဟုဒေါ်အောင်ဆန်းစုကြည်တောင်းငင် မစ္စတာကင်ခဦးထိန်လင်းကပြောပါတယ်လက်ရှိချိန်တွင်အဆိုတော်အာဇာနီမော်ရယ်ခါရာဒေါက်တာမီမီဝင်းဘတ်တို့အပါအဝင်ဒီမိုကရေစီအရေးလှုပ်ရှားသူများကဒေါအောင်ဆန်းစုကြည်မွေးနေ့အတွက်ပါဝင်လှုပ်ဆောင်လျက်ရှိပါတယ်။အကြံဖက်စစ်ကောင်ဆောင်မေယာလိုင်ကဥပဒေမဲ့အာဏာသိမ်းက2020ပြည်နှစ်ရွေးကောက်ပွဲအနိုင်ရပါတီကောင်ဆောင်ဒေါအောင်ဆန်းစုကြည်ကိုမတရားဖမ်းဆီးထားသည့်မှာယနေ့ဆိုလျင်1590ရက်တိတိရှိပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့1989ခုနှစ်ဇူလိုင်20ရက်နေ့မှ2010ခုနှစ်နိုဝင်ဘာ23ရက်နေ့အထိ15နှစ်လေးလခန့်နေအိမ်အခြေချုပ်နေထိုင်ခဲ့ရသူဖြစ်ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌငြိမ်းချမ်းရေးနိုဘယ်ဆုရှင်လူထုကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည်မြမဒီမိုကရေစီနဲ့လူအခွင့်အရေးဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးအတွက်ကြိုးစားတော်လဲစစ်အာဏာရှင်အဆက်ဆက်တို့၏ဥပဒေမဲ့မတရားဖမ်းဆီးအကျဉ်းချခံထားရသူဖြစ်ပြီး ဒီပဲရင်အရေးအခင်းကဲ့သို့လုံခြံတက်ဖြတ်ရန်ကြံစီမှုများအထိဖြစ်ပေါ်ခဲ့ရသည်ဟု NLD ကထုတ်ပြန်ထားပါသည်။ဆက်လက်ပြီးပခုတ်ကူနယ်မှာစေအုပ်စုစက်တက်လေဒီနယ်ဘုံကျဲလိုအမျိုးသားတအုပ်သေးဆုံးရိခါရင်နန်းရှေ့ဆက်နိုင်ဖို့စေအုပ်စုကလေးချောင်းဖြစ်ကူအဖြစ်ခြေရွာတွေကိုဘုံသီးတွေကျဲချတိုက်ခိုက်နေတာဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်။ပခုတ်ကူနဲ့ကာမမျိုးနဲ့မြစ်ချေမျိုးကြားကဆုံကုံကြီးရွာကိုစစ်အုပ်စုကစက်တက်လေဒီနဲ့ပုံကျဲလို့အမျိုးသားတအူ နေရာတွင်ပွဲချင်းပြီးတည်ဆုံခဲ့တယ်လို့ဒေသခံတရင်ရင်မြက်ကတရင်ဌာနကိုပြောပါတယ်။ပခုတ်ကူမျိုးအထိုင်တန်တမတရားတစ်ကနေတက်လာတဲ့စစ်အုပ်စုစက်တက်လီဒီနှစ်စင်ကကံမမျိုးပေါ်ကိုရောက်ရှိနေတဲ့စစ်အုပ်စုစစ်ကြောင်းရှေ့ဆက်တက်နိုင်ဖို့လေကြောင်းပစ်ကူအဖြစ်ဇွန်လ10ရက်ဒီကနေ့မနက်ပိုင်းမှာခြေရွာတွေကိုဘုံတိကျဲချတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။အင်တာတက်နေရင်အပေါ်ကဘုံချတော့တည်သွားတာပေါ့။တရားရတဲ့ တယောက်ကထမ်းပင်ပေါ်တက်နေတာတဲ့သူကတော့ခိုက်မိတာပေါ့ပြုတ်တော့မကြဘူးထမ်းပင်ပေါ်တက်နေတဲ့သူကမသေးဘူးသေတာကအမျိုးသားအိမ်တောင်တဲ့ပေါ့ ကလေးတယောက်ရှိတယ်လို့ဒေသခံတရင်ရင်းမြစ်ကပြောပါတယ်။လေကျောင်းကစက်တိုက်ပြန်ဝဲနေတယ်လို့မြေပြင်မှာလည်းစစ်အုပ်စုစစ်ကြောင်းရှိနေတဲ့အတွက်စက်တက်လီတီနဲ့ပုံကျဲတိုက်ခိုက်လို့တည်ဆုံသွားတဲ့အမျိုးသားကိုဒီနေ့မနက်မှာပဲနေမြင့်အနေထားအရာဇပနအခမ်းအနားမလုံနိုင်မင်းချက်ချင်းတကြိုလိုက်ရတယ်လို့ဆိုပါတယ်။လေကျောင်းကစက်တိုက်ဝဲနေတော့တခါတည်းတကြိုရတာလူကတော့စုပ်ပြတ်နေတာမဟုတ်ဘူးမိသားစုဝင်တွေကလည်းတအားချေကွဲတာလို့ဒေသခံတက်ဦးကပြောပါတယ်။ ထိခိုက်တံရရတဲ့ထန်သမားတရားကိုတော့စေကူတာမှုပေးနေရတယ်လို့ဆိုပါတယ်စစ်အုပ်စုစက်တက်လီဒီနဲ့ပုံကျဲခဲ့တဲ့စုံကုန်းကြီးရွာမှာကာမမျိုးနဲ့အနီတဝိုက်ကစစ်ပေးရှောင်းတွေရှိနေပြီးအဲ့ဒီစစ်ပေးရှောင်းတွေကိုစစ်အုပ်စုကဥတီပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ကာမဒေတာတော်လန်ရေးတပ်ပေါင်းစုကလည်းသတင်းထုတ်ပြန်ထားပါတယ် ်ခမားမြို့ပေါ်မှာပခုတ်ကူတမတရားတစ်ကနေပေါ့မြို့နယ်ကိုသွားမယ်စစ်အုပ်စုရိတ်ခါရင်နှန်းရှိနေပြီးရှေးပေးစစ်ကြောင်းကရှေးဆက်မတရေတာကြောင့်ဝိုင်းတွဲလျင်နဲ့ဒီနေ့မနေ့ကာမဒေတာကမကြီးသုံးပင်တန်ဖို့နဲ့ တစ်ပလွေကုန်းချေးရွာတွေကိုဘုံသီး30ကျော်ခန့်ဘုံကျဲတိုက်ခိုက်ခဲ့သေးတယ်လို့ကာမဒေတာတော်လန်ရေးတပ်ပေါင်းစုကထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့ဇွန်လ9ရက်ကလည်းကာမမြို့အနောက်ဘက်ကချေးရွာတွေကိုဝိုင်းတွဲလျင်နဲ့ဘုံသီး30ကျော်ကျဲချတိုက်ခိုက်ကပြစ်ကူပေးခဲ့တာဖြစ်ပြီးချေးရွာနေအိမ်တွေပေါ်ကြားရောက်ပောက်ခွဲခဲ့တာကြောင့်နေအိမ်တွေနဲ့ transformer တွေပြက်စီးခဲ့တယ်လို့ဆိုပါတယ်။